ဒီဘက်ကကိုယ်တကယ်မချစ်ဘူးဆိုရယ်တက်တည်ဆယ်ချက်ကိုဆက်ပြပြပေးတော့မှာဖြစ်ပါတယ်ပါပါ matte grim matte ဟိုပြောလိုက်ဒီပြောလိုက်နေပေါ့เนาะစကားဟုတ်ပေါ့เนาะတွေ့ဖို့ချိန်ထားရဆိုလို့ရှိရင်လည်းခဏခဏဖြတ်တယ်ဒီ action နေလုံးဝမဲ့အစား reason နေတအားများနေရ နံပါတ်နဲ့သူ့စိတ်ကိုကြားလေကြားလေနားမလည်နိုင်ဖြစ်လာလေပေါ့နော်။တခါကြလို့ရှိရင်ကိုယ်ရမ်းချစ်သလိုခံစားရပေမဲ့တခါကြလို့ရှိရင်လည်းကိုယ်အရမ်းပစ္စလက်ခထားသလိုခံစားရတဲ့ feeling မျိုးပေါ့နော်။သူစိတ်ကြည်ကြည်သလိုကောင်းတယ်သူစိတ်မကြည်မကြည်သလိုပဲပေါ့နော်။ကိုယ်ကိုသူ့ရဲ့စိတ်ခံစားချက်အမှိုက်ပုံးပုံစံမျိုးပဲဆက်ဆံနေရပါ။နံပါတ်3အနားမှာစော်တိုက်နဲ့ အာကာမလေးတွေကိုပေါ့နော်သူကအနားမှာအမြင်နဲ့ထားနေပြီးတော့ဒါအလောက်ကဘော်ဒါပါညာဆိုပြီးကိုစိတ်ပူလားဆိုပြီးတော့ဆင်ကျင်ဖို့စိတ်တနည်းလေးအောင်မတွေးဘဲနဲ့သူကိုယ်တိုင်ရောပေါ့အနားမှာ sorry တိုက်တိုက်ဝုန်းဝုန်းရှိနေတဲ့ဥစ္စာကိုဂုံစားတက်တဲ့ဘဲတွေရှိပါတယ်အဲ့လိုဘဲတွေလေကိုကိုတကယ်မဖြစ်ပါဘူးအမလေးကိုကနားမှာရှိရဲဆိုလို့ရှိရင်နားမှာကိုကို focus မလုပ်ဘဲနဲ့ဖုန်းမဲ့အမြဲတမ်းရှိနေရအဲ့ဒါရောင်မတို့ကို ဝမ်းစခွန်ရှင်မင်းကွာကျွန်တော်တို့ရဲ့ဂျယ်လီဆိုတာမျိုးတော့ကောသူစိတ်ဝင်စားရဆိုလို့ရှင်အနားကနေပြီးတော့တိကျကကြည့်လုံနေမှာပဲလေဟိုမဟုတ်ဘဲနဲ့ဖုန်းမဲကြည့်ရင်ကိုယ်စိတ်ဝင်စားအောင်ဆိုလို့ရှင်တော့ Hi Mario Pso Hi Mario Pso နမငါကိုတက်ပတ်စံ၃ရမှာကိုနှမျောတယ်ချင်းစေတနာတဲ့ရောင်းမတော့ကြားဖို့ကြားလာမသိမချစ်ဖို့ဆိုလို့ရှင်တော့ကိုတက်ကိုတသိလေး၃ရမယ်ဆိုလို့ရှင်တော့မသုံးနိုင်ပဲနဲ့နှစ်ချီကိုငပိလှုပ်ပြီးတော့စားတယ်လို့မျိုးကိုတက်ဆိုလို့ရှင်ကက်စီကုတ်ဖြစ်နေမှာပါ နံပါတ်6တခါကြရရှင်ပျောက်ပျောက်သွားတယ်ကိုတက်လုံးလို့မရတဲ့အချိန်တွေတချို့အထင်အတိုင်းတာတစ်ခုထိပေါ့နော်ဘသူဘာလုံးနေလဲမသိဘယ်မှာမှန်းလဲမသိဘူးဆက်တယ်လို့လည်းမရအောင်ဆိုပြီးပျောက်ပျောက်သွားတဲ့အချိန်တွေရှိနေတတ်ပါတယ်နံပါတ်9ကိုနဲ့ပတ်သက်ပြီးရောအနာဂတ်တွေမရှိဘူးဒီလိုပဲဘာမှလည်းအရှိရှောက်မှာငါကိုရီးနီးယားဘလိုတိဆောက်ကြမယ်ဘလိုတွေဖြစ်ကြမယ်ဆိုတော့အနာဂတ်ပုံစံလည်းမရှိဘဲနဲ့ဒီတိုင်းပဲကိုနဲ့တွေ့မယ်တိုင်းပဲသွားမယ်ဘာညာပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်နေပါလိမ့်မယ် နမရှိကိုနဲ့ပတ်သက်မှုကလှုပ်ဝက်ချက်သူကမိဆွေတွေပဲဖြစ်ဖြစ်သူကတငယ်ချင်းတွေပဲဖြစ်ဖြစ်သူကအပေါင်းတွေသူကမိသားစုရှိမှဆိုပူဆူးသေးရပေါ့နော်ကိုနဲ့နှစ်ကိုကြားပဲတွေ့မယ်သူတစ်ဖြစ်ဟိုတယ်မှာပဲတွေ့ဖို့ချိန်နေတူတောင်ရှိရဲဆိုအဲ့လိုလူမျိုးရဲဆိုလို့ရှိရင်နော်တေချာတော့ကပြန်ပြီးစဉ်းစားသင့်တယ်လို့ထင်ပါတယ် နမကူ body shaming တအားလို့လဲဒါကတော့မိန်းကလေးတယောက်အနေနဲ့ဆွဲရတော့လုံးဝလက်မခံနိုင်ဘူးပေါ့နော်တခါကျလို့ရှိရင်ကိုကမိန်းကလေးဆိုတော့ကျမရင်ကိစ္စကြောင့်ပဲဖြစ်ဖြစ်အချို့အချင်းတွေရဲ့ကြောင့်ပဲဖြစ်ဖြစ်ပေါ့နော်ဒီဝါလာလည်းရှိရပိန်သွားလည်းရှိရအဲ့ဒါကိုပေါ့နော်အဲဟိုမော်တွေကဘလို့ဟိုသူကဘလို့လှတ်ရတာမင်းကကျတော့ဘလို့ဖြစ်နေမင်းပုံစံဘလို့ညာလို့ဆိုပြီးတော့အဲ့လိုပဲပေါ့နော်အဲ့လို blame နဲ့ကောင်းလို့ရှိရပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်အဲ့တော့တကယ်မချစ်ပါဘူးကိုတကယ်ချစ်တဲ့သူဆိုတာနေမကောင်းဘူးဆိုလို့ရှိရင်တော့ဒီ အဲကိုယ့်ရဲ့အပြင်ပန်းရုပ်ရည်ပုံစံထက်စားလို့ရှင်ပေါ့နော်ကိုယ့်ရဲ့စိတ်ပေါ့ကိုယ့်ရဲ့နှလုံးသားကိုယ်နဲ့ကိုယ်နဲ့တိုင်းရှိရဲ့တိုင်ရောစင်နဲ့ပို့ပြီးတော့သဘောကျတာဖြစ်ပါတယ်ဆက်ဆက်လေးကိုအပိတ်ချပါရှင်အထားရောရောပုံတို့ဒီဘလော့နဲ့ပတ်သက်ပြီးအထင်မြင်ချက်လေးရှင် comment မှာအခြားရေးပေးခဲ့ပါအောင်နော်ဆက်အပိတ်ရဲ့ solution ရင်ဆက်ဗီဒီယိုလေးကို like and share လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ရှင်နောက်တစ်ဘလော့မှာပြန်လည်ဆုံတွေ့ပါမယ်ရှင်အညော